မစကားမအခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာကပြင်ဆင်စရာ အများကြီးလိုသေးတယ် အခုလိုမျိုးစကမားတွေကိုအာတပ်ဝင်ကျင်နိုင်ငံတွေကအတိမတ်ပြုတ်တယ်နိပညာတခြားသောအခုညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေကပို့ပြီးမှတွေးထက်တန်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာသူအနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူးသူတော့ ဒီအတိမတ်ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဋိပက္ခမိတောက်အပ်ပုံပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့ဒေရှင်ပြည့်စုံမှုလည်းပုံများလာမယ်ဒီနေ့မှာတော့အေယာဝတီသတင်းဌာနနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ရဲ့အင်တာဗျူးစထုတ်ရအပိုင်းတဲကထူးခြားပြီးတည်တဲ့အချက်တွေကိုပြန်လည် highlight လုပ်ပြီးတင်ဆက်ပေးခြင်းပါတယ်။ အလုံးသိကျင်နေကြတဲ့တော်လန်ပြည်သူတွေလူငယ်တွေကဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့တနိုင်ကန်လုံးအတိုင်းတာနဲ့တော်လန်ရေးခေါင်းဆောင်တယောက်အဖြစ်တာဝန်ယူဖို့ဖြစ်နိုင်မဖြစ်နိုင်ကိစ္စကိုလည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖြေသွားပါတယ်။အခုချိန်မှာမဲအွန်လိုင်းစကမနလန်ထလာဒါကိုလည်းပြည်သူတွေအနေနဲ့စိတ်မပူကြဘို့အာနာရှင်ဆိုတာရှိနေတဲ့၍တော်လန်ရေးဆိုတာဆက်ရှိနေမှာဖြစ်ပြီးအခုတော်လန်ရေး၅နှစ်တာခရီးဆိုတာကလည်းတကယ်တော့ အရန်ကြာနေပြီလို့ပြောလို့မရတဲ့အကြောင်းဘုจုတ်ထွန်းမြတ်နိုင် ပြောသွားတဲ့တမိုးရှိတဲ့ဇကားတွေကိုနားဆင်ကြည့်ရအောင်ပါ။ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟဲ့လားဒီဗမာလူမျိုးတွေတဲ့မှာပြည်တွင်းမှာပြပမှာရောဟဲ့လားဒီတိုင်းသားကောင်းဆောင် တိုင်းသားတုံလိုင်းကောင်းဆောင်လက်နက်ကင်တိုက်နေတဲ့သူတွေကိုလေလေးစားကြတာမျှော်လင့်ကြတာတွေရှိပါတယ်။အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်။ ဒါအတန်ကြာရှိကြမလို့ပါဘူးအဲ့တော့ကျွန်တော်ကြောင့်လည်းမေခွန်းမေးနေတာမဟုတ်ပဲနဲ့ကျွန်တော်တို့သတင်းစာဆရာတွေသတင်းတောက်တွေမေးတဲ့မေခွန်းတစ်ခုရှိတယ်အဲ့ဒီမေခွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါပါလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘုရုပ်ထုံးမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြား တင်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြတာပါဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ်တော့ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအခန်းစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့က ဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အာကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာ ဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာ။ဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လို့ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်။ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတည်းကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့။ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်။ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွမ်းနိုင်ဖို့အတွက်လည်း အရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားစရာတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောချင်တဲ့ message ကပါတယ်ရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရော ဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကိုအပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နိပညာတခြားသောအခုညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲ သူကောက်ထောင်လာတော့ရလက်တွေကပို့ပြီးမှတွေးထက်တိုင်လူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်။သူ့အနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူး။သူတော့ဒီအတိမတ်ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဒီပခမိတော့ကပို့ပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့ဒေရှင်ပြည့်စုံမှုလည်းပုံများလာမယ်ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရင် ိုဖွင့်ပြီးပြောတာထက်အခုဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မာရှိရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘလို့ counter လုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ kait နေတဲ့ဆုံးဖြတ်တစ်ခုချမှမြန်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စအတိုင်းကိုပြောတဲ့တလောက်ပဲပြောပြီးမှလုပ်စရာရှိတာကိုပို့ထီအောင်လုပ်ရမယ် ဆိုတော့စီလုံးမှုအရာရောစ조사အထုတ်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားဆိုင်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လည်းရေးတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လည်းရေးတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှစ်ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ်အချင်းချင်းမိခိုးပြီးမှဒီခီးကိုဆက်ကြတာပေါ့ဥပမာစကားမှာ အခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ရေးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ပေါ်ရောမှုတွေရှိတယ်ပေါ်စားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယိုပောက်တွေကိုပိတ်ပြီးမှထိရောက်တဲ့တိုက်ပွဲတံတန်းနဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလို့ပါတယ်